မေကြီးသမီးအဲ့မြင်းညာချီပေါင်းသားလေးတွေဘာညာမုံမေရဲ့ရောင်းကြည့်အောင်လို့ဆယ်တယ်ဆိုရင်တော့တသောင်းလို့မြင်မယ်လို့အထယ်90ဆိုရင်တော့သမီးသွဲ9000လောက်တော့ကျန်တော့ဖို့မေရဲ့လို့မေကရောင်းတော့ဟုတ်တယ်ဘောင်းချောင်းဖွင့်တတ်ဘူးလို့အမှန်တော့ပြောရင်မှစမတက်ဘူးဆရာမကျောင်းဆရာမသမီးဖြစ်ပြီးတော့9တန်းမှတဖုံးဖုံးကြာကျောင်းဆရာမသမီးဖြစ်ပြီးတော့6တန်းမှတဖုံးဖုံးကြာတယ်ဆိုလို့လေမေအမိတ်တိတ်ခါကိုဆယ်တဲ့အနေနဲ့ကျောင်းဆရာမတွေကအအောင်ပေးလိုက်တာဖြစ်ပါလိမ့်မယ်ရှစ်တန်းဟို အဲတက်လာတဲ့ငါးတန်းကနေရှစ်တန်းထိတက်လာတဲ့တက်တန်းမှာလည်းဟိမမန်းဘယ်တော့မှအေကမ်းမှာမရခဲ့ဘူးဒီတို့စီတို့ဂျီတို့အဲ့လိုအခမ်းမျိုးတွေပဲပညာတော်တဲ့အကြောင်းကိုပြောပြရလေဥပမာပေါ့ဥစိတ်ထဲမှာဖြစ်စဉ်ဆုံးဆန္ဒကိုပြောပြပါဆိုရင်ဟိမာကြီးရှင်ရမ်းပြူချင်တယ်ရှင်ရမ်းပြူချင်တယ်ရှင်ပြူချင်တယ်ဆိုပါရမ်းဘယ်လိုခေါ်မလဲအလှူတက်ကမှလေး အဲ့လိုတကမှအဲ့လိုစိုင်းနဲ့ဝိုင်းနဲ့အဲ့လိုမျိုးပြုတ်ကျင်တယ်အဖြစ်ချင်းဆုံးဆန္ဒပေါ့ဟိုကလည်းဟိုမန်းတက်ကြီးကလေအပေါ်မှာကြည့်လို့ရရဲ့အဲ့လိုစင်နေနဲ့အဲစိုင်းနေနဲ့အဲ့လိုမျိုးရရှင်ပြုတ်ကျင်တယ်အဲ့လိုမျိုးလေးတွေရှင်ပြုတ်ပြီးွားရင်တော့ဇာတ်ပံတိလာရှင်ဝရှင်လည်းဝယ်မယ်မိုးချင်လို့ယောဂဖြစ်လို့ရှောနေရှောသေးတော့တာယာဝါရကျင်တတ်တဲ့အဲ့ချိန် ပါမင်္ဂလာပါဒါဒီနေ့ရိုက်ကွေးလေးပေါ့လာဖြစ်တဲ့အကြောင်းလေးရင်ပြပြပေးပါအောင်ငါကဒါရိုက်တာကိုရွှေမူကတောက်ကြနေတဲ့ညီမလေးရဲ့ညီမလေးဟုတ်တဲ့အမှုပညာကျောင်းလေးနည်းနည်းဖြူစင်လို့တဲ့ဟုတ်ကဲ့ပူရပါရဲ့လို့အဲ့တော့ညီမလေးအဲ့ဒါလေးကအဖေကြီးဆုံးပြီလို့တလားပြည့်တဲ့နေ့ပေါ့နော်တလားပြည့်တဲ့နေ့လဲကြာလဲကြာဟောဖေကဆုံးသွားပြီလဲဆိုလို့ဆိုတော့ကိုဗစ်တရားလဲဖြစ်ခါစားဆိုတော့အမှုပညာအလုပ်ကဘာမှမရှိတော့ဘူးလေဘာမှမရှိတော့အမေကို ကားရိုက်ပထမတော့ဒီမရက်ကားရိုက်တော်တော်ရိုက်ရပါတယ်ပွဲရောဇက်ကောပေါ့နော်အဲ့တော့တော့ဇက်ပကားပေါ့နော်ဇလက်ကားရတယ်ကားအားတဲ့ချိန်လို့လဲကားကြီးတွေရိုက်တယ်ဇလန်းတွဲလဲရိုက်ကားတယ်အမှုရိုက်နေချိန်နောက်ပြောတော့ကိုဗစ်လက်ကိုဗစ်လက်ဖြစ်ရောကိုဗစ်လက်ဖြစ်လက်ဖြစ်ရောဘာမှမလုပ်တော့အကုန်လုံးနုပညာလုပ်တယ်အကုန်လုံးနားတာပြီးလဲပြီးရောအဖေကတခါဆုံးမြန်ရောဖြေလဲဆုံးလဲဆုံးမပတ်စံနေလဲ ဟိုပြောမှဆိုတော့ drama ချိုးရလို့ဖြစ်မှဆိုလို့မပြောတော့ပါဘူးနော်။ဒါပိတ်သက်တွေအကုန်လုံးတော်တော်တော်ဒီဘက်ကြီးသိကြတယ်။ drama ချိုးရလို့ဖြစ်မှဆိုလို့မပြောတော့ဘူး။အဲ့ channel စပြီးတော့ဟေမာကြီးကဒီဘက်အမှုပညာအလုပ်ကလည်းမရှိလည်းမရှိတော့ဒီလမ်းထိပ်ကနေတော့ဟေမာတို့လမ်းထိပ်မှာကျဲစင်ဆိုတော့ညညာချီပေါင်းသားထဲဆိုင်လေးရှိရ။အဲ့ကောင်မလေးကအဲ့ကောင်မလေးကအရင်ရောက်တာပေါ့နော်ပြောမှဆိုသူလေးကဒီကောင်မလေးကကိုယ့်ရဲ့ဆရာလို့ပြောလေ။မမားပါဘူးဒီကျဲစင်ဆိုတဲ့ညီမလေးက။ အာ तू ကပထမတော့ live လွှင့်တော့ तू live လွှင့်တာကိုကြည်ကြည့်ပြီးတော့ညီမလေးအဲ့လိုမျိုး live လွှင့်ရောက်တော့မအီရောင်းကြည့်ပါလားတဲ့အဲ့ဆိုမအီကိုအဲစမောလေးဆယ်တယ်လောက်မီဒီယံလေးဆယ်တယ်လောက်လက်ဆိုင်လေးဆယ်တယ်လောက်အဲ့ဆယ်တယ်ဆယ်တယ်လောက်လေးနဲ့ဟိမာကြီးစပြီးတော့အလုတ်ကိုစလုတ်တဲ့အချိန်ပေါ့အာစလုတ်တဲ့အချိန်ကအဖေဆုံးပြီလို့အဖေဆုံးပြီလို့တလတတိပြည့်နောက်နေ့လဲကြလဲကြအိုးရခွက်တွေပကနေတိမ့်နေတိမ့်ပြီးတော့ အဲ့ဥစ္စာအကြံဉာဏ်ပေါ်လာတာမေကြီးသမီးအဲ့မြင်းညာချီပေါင်းသားလေးတွေဘာညာမုံမေရရောင်းကြည့်အောင်လို့ဆယ်တယ်ဆိုရင်တော့တထောင်လို့မြင်မယ်လို့အထည်90ဆိုရင်တော့သမီးတော့9000လောက်တော့ကျန်တော့ဘုံမေကြီးရလို့ဒိုသားမီးစားလို့ရလေလို့အဲ့ပြောရောင်းသမီးရမေကရောင်းတော့ဟုတ်တယ်ဘောင်ချောင်ဖွင့်တတ်ဘူးလို့အမှန်တော့ပြောရင်ဟိမာစားမတတ်ဘူးစားမတတ်ဘူးဆိုတာကဟိမာကြီးက၈တန်းတိပဲတတ်တယ် ရှစ်တန်းဆိုတော့ကို့မိကျောင်းဆရာမမို့လို့ကျောင်းဆရာမတွေကအားနာပြီးတော့တင်ပေးလို့ပါဒါမှရှက်ပါဘူးအမှန်တိုင်းပြောပြတာဆရာမကျောင်းဆရာမတမိဖြစ်ပြီးတော့ငါးတန်းမှာတဖုံးဖုံးကြာကျောင်းဆရာမတမိဖြစ်ပြီးတော့၆တန်းမှာတဖုံးဖုံးကြာတယ်ဆိုလို့လေအမိအမိတိတ်ခါကိုဆယ်တဲ့အနေနဲ့ကျောင်းဆရာမတွေကအအောင်ပေးလိုက်တာဖြစ်ပါလိမ့်မယ်ရှစ်တန်းဟိုအဲတက်လာတဲ့ငါးတန်းကနေရှစ်တန်းထိတက်လာတဲ့တတမှာလေဟိမမန်ဘရောမအေကမ်းမှာမရခဲ့ဘူးဒီတို့စီတို့ ဂျီတို့အဲ့လိုအခမ်းမျိုးတွေပဲပညာတော်တဲ့အကြောင်းကိုပြောပြရလေဥပမာပေါ့အဲ့လိုမျိုးလေးအဲ့နဲ့ပြောပြအောင်မစကားပြန်ဆက်အောင်မအဲ့နဲ့ထဲလုပ်ငန်းလေးလှုပ်လဲလှုပ်လာအောင်ဟိုဟာတာပေါ့နော်ဒါအဲ့ဒီလုံကတော့ဟာတာရတော့မဟုတ်ပေါ့အဲ့လိုကတော့ fake fake ပေါ့အခုချိန်မှာပြန်ပြီးတော့အဲ့ကိစ္စလေးပြန်စဉ်းစားမြင်တော့ဟာတာတဘောလေးဖြစ်သွားဟောငါတော်တော်မကို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 ဘာလဲအမတော်ငါတော်တော်လဲတဲ့မိန်းမပါလား မှန်တကယ်တော့ဟိမမလဲဘူးငါဘယ်လိုဖြစ်လို့ဒီစကားကိုဘယ်လိုပြောမိလိုက်လဲဆိုပြောပြမယ်နားထောင်အကုန်လုံးနားထောင်ဟိမကြီးကအဲ့လမ်းထိပ်မှာအထဲဆိုင်ကြီးရှင်တော့အင်းကညီမအငယ်ဆုံးတွေမွေးထားတယ်လေနီတာရဲလေးနှစ်လလာอืมตะละละนะละละอะหลอกเว้ยสิเด้คลีเลียไปนะมาเฮ้มาทมิ้นซะได้ซะเว้ยกုံนี่มาดาเลียเอ้สม้อลีดีหยองเลียบาหยองลีบานาลั่นไซบา280บากูอ่ะได้เว้ยปะอะหยองอะมา နောက်ကျွန်ဥမန်းဝင်းသမီးအမှန်ပြောမှာဆိုတော့လူရှင်တော်မန်းဝင်းရဲ့သမီးအမှုပညာအလုပ်တွေရက်ဆိုင်ထားလို့မြင်းညာချီပေါင်းသားလေးတွေရောင်းနေတယ်ဆိုတာလို့တဆင့်စကားတဆင့်တဆင့်တစားတဆင့်အဲ့တော့လိုင်းကတော်တော်ကောင်းလားရှက်ပလန်တော့ကောင်းလားအဲ့တော့အဲအကောက်ကနေပြီးတော့ရောင်းလိုက်တော့တဆင့်စကားတဆင့်အဲ့မှာတယောက်နဲ့တယောက်ကရှဲကြအဲ့မှာဝင်ကြည့်တဲ့ချိန်မှာဟဲအဖေလဲတီလဲတီသွားရော ဟိမာမန်ဦးလေးကသူ့မိကိုတော့ထဲရောက်ပြီးကြွတဲ့တော့ဆိုတနာတာနော်ဟိမာမန်ကိုချစ်ပြီးတော့လာဝယ်တဲ့လူလည်းရှိတယ်ဖေးဦးမန်ကိုချစ်ပြီးတော့ဟိမာယူအပိတဲ့လူတွေလည်းရှိတယ်အများကြီးပဲနောက်မိခင်ကိုလှုပ်ကျွေးနေတဲ့တမီးလေးတယောက်ဆိုဆိုပြီးတော့တနာပြီးတော့ဝယ်တဲ့လူတွေတော်တော်များတယ်အဲ့အချိန်မှာပြိဝယ်တဲ့လူတွေကအမအဲ့ဒါလေးကိုဆယ်တဲထည့်လိုက်ဆိုရင်ကိုရှိမှနှစ်ထည့်ပဲရှိတယ် ခဏနုံကျမခိုးတော်တော့မှသွားပြီဟေးမမဖိတ်သုံးတာနော်ပြောပြတယ်နော်ခုတော့တော့တော့ခုကတော့အမှန်ကန်ဖြစ်သွားပြီအဲ့တော့ညုံတော့ဂူတော်တော့မှသွားကြည့်တာဦးမယ်ဆိုတော့အဲ့ရညီမကိုညီမလေးမေးကြည့်စမ်းဒီဟာမျိုးလေးထားဆိုင်မှာရှိသေးလားမေးကြည့်စမ်းရှိတယ်ဆိုတော့အဲ့ဆိုင်ရှင်ကမရှိတယ်တဲ့မဟေ့ဘယ်နဲ့ထဲယူမှာလဲ၁၀တယ်လား၁၅တယ်လားဟုတ်ကဲ့မ CBO လာပြီအဲ အဲ့လိုမျိုးလေးသူရောင်းရတာဘဝကနော်လိုက်ရဲ့အဆောက်နော်အဲ့လိုမျိုးလေးစကဲမိုနိုထာနေရမညတိုင်းစီကစိန်ချစ်သူများအတွက်အထူးတရင်ကောင်းလေးပေးချင်ပါတယ်ရှင် Lucky Timers မြန်မာမှာနိုဝင်ဘာလ20ရက်နေ့မှ24ရက်နေ့ထိမော်လမြိုင်မြို့ Ocean Super Center မှာပြုလုပ်ကြပါမယ် Happy New Year 2020မော်လမြိုင်မြို့စိန်တဲ့ကျောက်ထက်ဒူစေးရံပေါ်တော်ကြီးမှာပြည်သူအချစ်တော်မင်းသားချောင်းဟင်းဝေရံနဲ့မင်းသမီးချောင်း Academy ဆိုပြည့်တစင်ငယ်စဉ်တို့မှစုံတွဲလိုက်ပွဲတက်ရောက်ပြီးမှဖြစ်ပြီးနိုင်ငံကျော်ခန္ဓဝင်တေးသက်ရှင်အမှုပညာရှင်များဖြစ်ကြတဲ့ဆိုပိုင်ချက်မြတောင်းစီတွန်လွင်ဇွဲပြေတီးရီချိန်မောင်မှာညီနန်းနာမေပကြီးတို့မှဖြောပြေပွဲတက်အစီအစဉ်များပါဝင်တော်မှာပဲဖြစ်ပါတယ် င်ဒီပွဲကြီးမှာတော့ဥချုံရင်မတ်ထဲကရှော်ပီအထူးစီးအပြင်လက်ကားစီးထက်ပိုတက်တာတဲ့စက်ယုံစီးနဲ့ထက်ဆောင်ခန့်စားခွင့်နေနဲ့ဘာဘဲဝဝဲ20ရာခိုင်နှုန်းထိအမြင့်ဆုံးထက်ဆောင်ရရှိမဲ့အစီအစဉ်ပရိုမိုရှင်းကာလအတွင်းဝယ်ယူရင်2နှစ်ပြည့်ပါက200ရာခိုင်နှုန်း3နှစ်ပြည့်ပါက300ရာခိုင်နှုန်း4နှစ်ပြည့်ပါက400ရာခိုင်နှုန်း5နှစ်ပြည့်ပါက900ရာခိုင်နှုန်းအမြင့်ပြန်ပေးမဲ့ထက်ဆောင်အစီအစဉ်စိန်တဲ့တစ်ခုဝယ်ယူတိုင်း iPhone 17 Pro Max လေးမော်ရအောင်ပါဝင်ပြည့်စစ်ပစ္စည်းများမြစ်တာလက်ဆောင်ပေးသွားအောင်ပါပါ လုံးဝမရှုံးနဲ့ရှားသက်ပံအလဲအယောင်0%နဲ့နောက်ဆုံးဝယ်ယူခွင့်ရရှိသွားမှာပဲဖြစ်ပါတယ်။ပွဲကိုမလာရောက်နိုင်ကြတဲ့စိန်ချစ်သူတွေအတွက်လည်း live stage ကြီးများနဲ့ရန်ကုန်မန္တလေးရှုံးရုံးကြီးမှာပါထက်တူခန်းစားခွင့်များပေးထားကြောင်းသတင်းကပါရနေ။ပွဲတော်ကြီးကိုအရောက်လှမ်းခဲ့ဖို့ဖိတ်ခေါ်လိုက်ရပါတယ်။မကြာမီတွင်လည်း Lucky Timers မြန်မာစိန်တိုက်ကြီး Grand Mall မြန် Shopping Center ကြီးမှာဖွင့်လှစ်သွားဖို့ရှိတဲ့ကြောင်းလည်းမင်္ဂလာသတင်းကောင်းလေးပါလိုက်ပါတယ်။ပထမဦးဆုံးစမောဆယ်တွေကနေစလိုက်တာ။ အဲနောက်ပိုင်းလဲကြာထက်20နောက်ပိုင်းဘယ်လိုဖြစ်လာဆိုမိုင်းရဖြုံးအားကောင်းနေတဲ့အဲ့ကျဲစင်လေးကမိုင်းရဖြုံးအားကောင်းနေတဲ့သမီးထက်တော်မိုင်းရရောင်းရသေးတယ်တဲ့မိုင်းတော့ကိုသမီးတီးတတ်မှာပြီးမယ်တဲ့ကမလေးကမိုက်ဘာလုပ်မလဲဘာယူခြင်းလဲမိုက်ကြိုက်တဲ့ဒီဇိုင်းထွင်လိုက်တော့သမီးချုပ်ပေးမယ်တဲ့အဲ့ကောင်မလေးကအဲ့လိုမျိုးပြောတယ်ပြောတော့အာဟီမကြီးကကဲအဲ့ဒါဆိုရင်တော့ငါကတော့လောကတော့မှာပဲဆိုတော့အမ ကြံချောင်း80ကြံချောင်း80ကြံချောင်း80နဲ့အဲ့လိုမျိုးလေးစင်ပြီးတော့တဖြည်းဖြည်းနဲ့အိုင်မြင့်ညာချီပေါင်းသားဘလိုကောမဒိုင်းလိုမျိုးပေါ့နော်ကျမစီကနေပြီးတော့ပြရောင်းသမားတွေအများကြီးနဲ့ကျမလက်ကဖြန့်ခဲ့တယ်။နောက်အချောင်းချောင်းချောင်းအမေကြီးဆုံးတဲ့ ठी ကိုပဲမြင့်ညာချီပေါင်းသားကိုပဲကျမဆက်ရောင်းတယ်။ပြီးလည်းပြီးတော့နောက်ပိုင်းလည်းကြာလည်းကြာအဲ့ချီတွေဈေးကြီးတာနဲ့ စိတ်ယုံနဲ့မကြိုက်တာနဲ့တော့ဟိုဟာတွေကပြတ်တော့စီကိုတိုင်ကီနဲ့ဝယ်ပြီးတော့ထားရတာဒီဟိုမှာလည်းမကြိုက်လို့တဲယူစိတ်ကလည်းမကြိုက်ဘူး။နောက်ညီမငင်းကြာနေပြီးဓာတ်ရိုက်ယူပြီးတော့ဒီမကြီးကအဲ့ရနေချုပ်ဓာတ်ရိုက်ယူပြီးဒီမရောက်တခါကြအထယ်တွေကခြေတွေကဟွာတော့မချောက်ဘူး။အဲ့လိုမျိုးတွေရောင်းဝင်းရောင်းရနေပြီးတော့နောက်ပိုင်းမကြိုက်တော့ဘူး။မကြိုက်တော့မရောင်းတော့ဘူးဆိုပြီးတော့ဒီတိုင်းနေလိုက်တယ်။အဲ့မှာ အဲ့အထယ်တွေရောင်းရနေပြီးတော့အဲ့ my berry အုံးကြောင်ဆိုပြီးတော့ပောက်သွားတယ်အဲ့လေတယောက်ကနေပြီးတော့တင်လိုက်တာအဲ့ဒါမျိုးဟာတာထက်လောက်ပါဆိုရင်ဟိမတကယ်မလုပ်တတ်ဘူးအဲ့ဒါတကယ်မတက်တာအမနကောရွှေရှောင်းလုံးလိုက်တာတရားရွှေရှောင်းလုံးလိုက်တာ အာတကယ်ကြီးဖြစ်သွားတာနောက်အဲ့ဒါမျိုးဟာတာညီမရဲ့အဲ့ဒါမျိုးလေးဟာတာလေးထက်လောက်ပါလားလို့ဟိမမန်းကိုလောက်ခိုင်းကြည့်ရီရီဂျင်မကြီးရလိမ့်မယ်ကျမတကယ်မလုပ်တတ်ဘူးအဲ့ဟာတာတော့ တကယ်ပြောတာအာအမှန်တော့မှန်သောစကားပြောအခုဆိုရင်အခု లై စေးနဲ့ပတ်သက်လို့ဒီမှာတိတ်ပြီးတော့ဒီမြင်းညာမှာတော့ကြိုးကြိုးစားစားအောင်မြင်ခဲ့ပြီးပြီးလုပ်ငန်းရှင်တယောက်လည်းဖြစ်ခဲ့ပြီးပြီးတော်တော်များများလည်းရောင်းခဲ့ပြီးပြီးအဲအဲ့ဘက်မှာကြတော့အခုအ aya မလုတ်ချင်တော့ဘူးဆိုပြီးတော့မလုတ်ချင်တဲ့အကြောင်းရတယ်အဲ့အထဲတွေကိုကင်လိုက်ပြီးဆိုကျမအမေကိုလုံးဝသတိရတယ်အဲ့ဘာလို့လဲဆိုတော့ကျမရဲ့ဒီအထဲဒီဇိုင်းကိုဆွဲပေးတာ မြင်းညာရဲ့မြင်းညာဒီလိုပုံစံကွာနှိုက်တာကျမအမေလက်ဖြစ်လေလက်ဖြစ်ဆိုတော့အကုန်လုံးကသူရှိမှဖြစ်တာသူမရှိရင်ကျမမလုပ်တတ်ဘူးကျမကြက်သီးကြက်သီးတစ်လုံးပြုံတော့ဟေမဂျိတ်ထိုးဝစ်တာကိုကကိုအောင်ကြက်သီးမတတ်တဘူးဟေမဘာမှမလုပ်တတ်ဘူးထမိန်နေပိုင်းပြဲတယ်နော်ဒီလိုခုပြဲဒီလိုမျိုးကောက်ချီပြီးတော့ညီမအပြင်သွားတယ်လို့ကျမချုပ်တတ်ဘူးမင်းကလေးမပီတော့ဘူးပေါ့ ကျမအမေကအကုန်လုံးတက်တယ်။မင်းကလေးကမေကဒီပခုံးကိုကြည့်လိုက်တဲ့နဲ့ပခုံးတော့ကပထောက်ရင်တော့ကပထောက်ဆိုအဲ့ဒီဒီဇိုင်းကိုသူဆွဲပြီးအဲ့တမီးကအဲ့ဒီဒီဇိုင်းလေးအဲ့ဒါမျိုးလေးထွက်လိုက်ပါအောင်မနေ့ဆုံးအဲ့ဟာမျိုးဒီဟာလေးဆိုဒီလိုဒီဇိုင်းကဒီလိုပဲရမယ်အမေလုပ်ပေးလို့ကျမလည်းအောင်မြင်လာတာအဲ့မြင်းကြံခြေပေါင်းသားမှလေးတော်တော်များများအောင်မြင်လာတာပထမိန်နေ နောက်ခွင်းထမိန်နေနောက်ဘာအရွယ်သုံးပါဝှက်လို့ရတဲ့ ထမိန်မျိုးတွေနောက်ဒီအောက်တောင်းနေရစား तू ကဟိုကျွန်တော်တို့မိန်ကလေးတွေဝက်လိုက်လို့ရှင် နေတင်ကားလို့ရှင်ကာကာကြီးဖြစ်နေပါရောအမေကအဲ့ဒါကိုအောက်တောင်းမှာထဲတာဒီမျိုးထမိန်ကိုအဲ့လိုမျိုးဝက်လိုက်ပြီးဆိုရင်ထလာနဲ့ကြက်အဲ့လိုမျိုးမြက်တော်တယ်အမေမရှိတဲ့အချိန်မှာကျွန်တော်ဘာမှမလုပ်တတ်တော့ဘူးတခါလာလဲမဲပြပါဆိုတခါလာလဲမဲပြပါဆိုဖြစ်နေမယ်အတူတူတော့ဒီမြင်းညာကိုမရောက်တော့ဘူးဆိုကျွန်တော်မရောက်တော့တာအာနကဲနောက်ပြီးတော့လဲအကြောင်းကြောင်းကြောင်းပေါ့နော် လူတွေကအဝေစားဝယ်တယ်ဆိုတာဝေပုံငွေချန်ရှိမှဝယ်ကြတာများဒါကိုလည်းအတူတူပါပဲဘသူပဲဖြစ်ဖြစ်အကာလအချိန်ကာလကြာသွားတဲ့အချိန်မှာလူတွေတော်တော်များများအချိန်တွေကအကုန်ရိုင်နေသွားပြီစားဝတ်နေရစားဝတ်ဖို့ပဲစားဖို့ပဲအဓိကထားပြီးတော့ရှာနေရတဲ့အချိန်မှာဒီအဝတ်ဆိုတာကိုယ်လည်းမဝယ်ပါဘူးဟိမလည်းယနေ့ချိန်ထိ အဝတ်စားအလကားပေးမှတာသူများလက်ဆောင်ပေးတာလို့ပါဘာကျွန်မလည်းဝယ်တာမလိမ်ပါဘူးကျွန်မပတ်စံနဲ့ကျွန်မဆိုကျွန်မမဝယ်ဘူးဒါအမှန်ပြောတာစားဖို့ကအဓိကဖြစ်နေတယ်စားရဲ့နေဖို့ရဲ့အဓိကဖြစ်နံပါတ်1ရန်ကုန်မြို့ကြီးမှာအနေနဲ့ရဲရမှာပေါ့ရန်ကုန်မြို့မှာအနေနဲ့ရဲရမှာကြောတက်နေရာချဖို့အတွက်ကအဓိကအလုတ်လုတ်ပြီးပြန်လာရင်ကြောချပြီးအိတ်လိုက်ရမယ်ဒါအိမ်ပေါ့နော်အိမ်မရှိတဲ့လူတွေအိမ်ငါးစိတ်ဒါမိသားစုတိုင်း အပူတော့ကြီးရှိနေတဲ့အချိန်အစားဖို့အတွက်အလုံးလုံးနေကြတယ်အဝတ်ဆိုတာပုံမှန်ရှာမှဝတ်တဲ့အတွက်ငါဒီအဝတ်တွေရောင်းနေလို့လဲအပူပါပဲဆိုပြီးတော့ဟေးမအဲ့အထဲကိုဖြုတ်လိုက်တာအများကြီးပါတယ်ဒိုင်ုံလည်းပတ်စံပေးစရာရှိတယ်အဲ့နေအိမ်မှာဖြုတ်လိုက်တယ်ဖြုတ်ပြီးတော့ဟေးမအခုပါလို့လဲဆိုတော့အိမ်မှာငါချောက်ရောင်းတယ်ငါချောက်ရောင်းတာကုသိုလ်လည်းရတယ်စိတ်လည်းပျော်ရတယ် ိုကပေးခြင်းကန့်ခြင်းတဲ့လူဆိုတော့ငချောက်တပိတ္တဝင်တပိတ္တ30ထည့်ပေးလိုက်တယ်။မြန်စားတယ်မမြတ်ဘူးဆိုတာမရှိဘူးမြတ်တယ်။သုံးပုံပုံတပုံတော့မြတ်တယ်ငချောက်ကဒါအမှန်ပြောတာ။သုံးပုံပုံတပုံမြတ်တယ်။အဲ့ငချောက်ကိုကျမတော့ဘယ်သူပဲဖြစ်ဖြစ်ငချောက်ကတော့ရုပ်လမြတ်မြည့်ွေအကုန်လုံးစားနိုင်တဲ့ငချောက်ကိုပဲကျမရောင်းလိုက်။နောက်အပြင်မှာတော့အပြင်မှာတော့ဒီ PMC စိန်ဆိုင်ရတော့ညီမကို ဟွာပေါ့အင်္ဂါအင်္ဂါနေ့ရဲ့ဂျာတာပီနေ့ရုံနှစ်ချုပ်ပေါ့နော်အဲမျိုးလေးတော့လုတ်ထားပါတယ်အခုစိတ်ထဲမှာဖြစ်စဉ်ဆုံးဆန္ဒကိုပြောပြပါဆိုရင်ဟိမာကြီးရှင်ရမ်းပြူခြင်းတယ်ရှင်ရမ်းပြူခြင်းတယ်ရှင်ပြူခြင်းတယ်ဆိုပါရမ်းဘယ်လိုခေါ်မလဲအလှူတက္ကမလေအလှူတက္ကမအဲ့လိုဆိုင်နဲ့ဝိုင်းနဲ့အဲ့လိုမျိုးပြုခြင်းတယ် နောက်ပြီးတော့တိမ်အရန်လှူခြင်းတယ်အခုလည်းပဲသူဘ누구အခုဟေမကြီးရှာတဲ့ငွေတွေလည်းပဲမာကြီးဘယ်နေရာမှာလဲဆရာလေးတို့ဖုံဖုံတို့တိမ်လုံနေတယ်တတ်နိုင်တလောက်လေးလှူပေးပါလားဒကမာကြီးဟေမမန်းဝင်းရဲ့ဆိုရင်ဦးမန်းဝင်းဒေါခင်အကျူနာမင်းနဲ့ဟေမကြီးအနည်းဆုံးတော့တသိန်းတသိန်းခွဲအဲ့ဒါအများနဲ့လှူဖြစ်တယ်အဲ့ဒါနောက်ဟေမကြီးอ่ะအဲ့ နောင်ဘဝကြရင်လူဘယ်ဘဝရောက်လို့ရောက်မှန်းမသိတဲ့အတော့ကိုဒီဘဝမှာလှူကျင်တာဒီဘဝမှာလှူထားမှနောင်ဘဝမှာစိတ်အေးချမ်းသာနေနဲ့နေရမစောကိုသိရလေအသက်လည်းကြီးလာပြီအလှူဖို့ပဲဟုတ်စိတ်အားထက်သန်စွာအလုံးလုံးနေတယ်ကျမအခုအလုံးလုံးနေတဲ့အလုပ်တွေအကုန်လုံးကကျမတူနေရောက်တားလေးနေရောက်ပေါ့နော်တူပေါ့ ကြည်ယူမွေးထားတဲ့သားရယ်။ရှိုင်းလင်းမွေးထားတဲ့သားလေးရယ်နှစ်ယောက်။နောက်အငယ်မဆန်းဆန်းပြူကကိုဝင်းနဲ့သူလည်းသားပဲ။အဲ့ကလေးသုံးယောက်ပေါ့။အဲ့ကလေးသုံးယောက်အတွက်ကိုဒီလှူပြီးရင်တော့ရှောင်းနေရှောင်းလေးတော့ကိတ်ကူးဆိုင်တော့။အဲ့ကျမတို့စိတ်ထဲမှာတော့လေအဲ့အိမ်ဘယ်လိုခေါ်မလဲ။အဖြစ်ချင်းဆုံးဆန္ဒပေါ့။ဟိုကလည်းဟိုမန်တဲ့ကြီးကလေ အပေါ်မှာကြည့်လို့ရရဲ့အဲ့လိုစင်နေနဲ့အဲစိုင်းနေနဲ့အဲ့လိုမျိုးရန်ရှင်ပြုခြင်းတယ်ကိုကိုရောမမအိမ်အောင်ပြုပြီးလို့နော်အိမ်ပြုအိမ်အောင်ပြုဖို့စကူးရှိအောင်အဲဒါတူလေးတွေတူလေးတွေရှိရဲ့အဲ့လိုမျိုးလေးတွေရှင်ပြုပြီးွားရင်တော့ယာသက်ပံတိလာရှင်ဝင်ရှင်လေဝမ်းမမိုးရှင်တို့ယောဂဖြစ်လို့ရှောနေရှောပြီးတော့တာယာဝါရကျင်တတ်တယ်အဲ့ချိန်အဲ့စကူကတော့အဲ့လာတော့တော်တော်ယူတယ်အခုချိန်ထိယူတော့မှန်း အရင်တော့အဲ့လိုမယူခဲ့ဘူးအရင်တော့ပဆိုင်ရပြင်သုံးမဖြုံးမစားမတောင်းမအဲ့လိုမျိုးခုရှိဘူးအခုအဲ့စိတ်ထဲမှာအဲ့ရှင်းုံတားပြုတ်ကျင်တယ်ဒီနှစ်တွင်မှာပဲဖြစ်သွားတာအဲ့စိတ်ကြီးဟုတ်တယ်ဟုတ်တယ်ဘယ်လိုဖြစ်တာမျိုးဥမဟုတ်ဘူးဒီနှစ်တွင်မှာမဟုတ်ဘူးအခုအဲ့စိတ်ဖြစ်နေတာက၅လလောက်ပဲရှိသေးတယ်ဟုတ်လို့ဆိုအလက်မလေးကိုဝင်လေးရှိလာပြီးတော့ အဲ့ကိုဝင်လေးကယောက်ျားလေးဖြစ်ရင်တိတ်ကောင်းပါပဲစိတ်ထဲမှာအဲ့လိုတွေးလိုက်တာမင်းကလေးတနေ့ဟိမမင်းကလေးချစ်တာဦးချစ်တာကိုကမင်းကလေးချစ်တယ်ဗောမင်းကလေးကစင်ရတာပြူရတာလေးတွေအရင်လာတော့မင်းကလေးပဲလိုချင်တာလေအဲ့နပြီးလဲပြောသွားပြီးတော့ဟောပါလဲပါအဲ့ဆိုဆောင်းရက်လိုက်တော့ယောက်ျားလေးရဲ့မိုက်တယ်ယောက်ျားလေးတို့သူများကလေးတွေကိုရှင်နှစ်ပါးဆိုမပြူအောင်လीအ နောက်တယောက်ကိုခေါ်ရလေဒစိမ့်ခေါ်စရာမလိုဘူးလို့မန်းဝင်းမြီး၃ယောက်ရှင်ပြုတယ်အလူတာကောင်မှသူသမီးဟိမမန်းဝင်းဟာตายอ่ะအဲ့ဒါကိုလူကျင်တာအဲ့ဒါကိုရောက်အောင်အကောင့်ထဲပို့ဦးမှာရှာကိုညာလောက်ကုန်ပြီရောက်အောင်လူမှာအဲ့တော့ပဲအဲ့တော့ပဲအိတ်တယ်အဲ့တော့ပဲထားတယ်လုံးလုံးတယ်အဲ့တော့ပဲခလေး၃ယောက်တော့ပဲကျန်တာကောင်တော့မှမရှိဘူး မောက်အားပေးရပေးလို့ဆိုလဲဟုတ်ဆိုဒါလေးပေါ်ပြီးပေါ့မောက်ကနာပြောလိုက်တာ3000ထောင်ထားပါတယ်ဒီလားမန်ဝင်းသမီးဒါမန်ဝင်းကြီး3000ရောက်လူလုံးအဲ့လိုမျိုးပြောလိုက်တာဟုတ်တယ်မောက်အမြဲဆုံးပြောပါစေပြေစုနဲ့ပြေးပါစေရရရမပစံတော့ကုံစုပဲစုတယ်ဟိမလာကြည့်အိမ်မှာဖြစ်လို့စားတယ်စုတယ်ကျေးဇူးများတင်ပါတယ်နည်းနည်းလေးနားညင်းသွားတယ်ဆိုလဲတိခတ်ပေးကြပါ နော်ဟိမကိုချစ်တဲ့သူတွေအားလုံးပဲကျမချမ်းသာကြပါစေဘေးရန်ခတ်တဲ့ကင်းကြီးမကြီးသောသာခတ်တဲ့ကင်းကြီးကြပါစေနှလုံးစိတ်ဝဲအေးချမ်းကြပါစေအပူတော့ကငြိမ့်ပြီးတော့အေးအေးဘွားကိုအမြဲဆုံးရောက်ကြပါစေရှင်